ဆက်ကြည့်ပေးပါဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တဲ့65ကြိမ်မြောက်မစ်ယူနီဘာစ်ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်ခဲ့တဲ့အလမဲတက်တထွန်းကရန်ကုန်လေဆိပ်ကိုဇန်နဝါရီ31ရက်နေ့ကပြန်လည်ရောက်ရှိခဲ့ပါတယ်။အကောင်းဆုံးမြို့သားဝုဆုံစုတည်ဆောင်လာတဲ့အလမဲတက်တထွန်းကိုမစ်ယူနီဘာစ်မြန်မာအော်ဂနိုက်ဇေးရှင်းနဲ့အတူ National Costume ဝုဆုံဖန်တီးပေးတဲ့ဒီဇိုင်နာလူစင်ကမ်ထွဲ့လည်းတွားရောက်ကျူးဆူခဲ့ကြပါတယ်။မဲဆက်ကြဝရာပြိုင်ပွဲကို2023ခုနှစ်က နစ်စင်ဝင်ရောက်ရှင်ပြန်ခဲ့ပေမဲ့စုခူရရှိမှုမရှိသေးတယ်လို့ National Customs ကိုအလမဲ့ထထထွန်းကပထမဆုံးစုခူရရှိတာလည်းဖြစ်ပါတယ်။ဒီဝဆုံပေါ်မှာပြန်ပွဲမစခင်ကဝေဖန်မှုတချို့ရှိခဲ့ပေမဲ့ဒီပြန်ပွဲအပြီးမှာတော့အနည်းငယ်လျှော့ချစေခဲ့ပါတယ်။ဒီပြန်ပွဲအတွက် National Customs ဝဆုံဖန်တီးပေးတဲ့ဒီဇိုင်နာကတော့နိုင်ငံတကာထက်စာရင်ရွေးချယ်မှုတွေအားနည်းပေမဲ့အဆုံးထိလျှောက်လန်းတဲ့ထထထွန်းကိုလေးစားတယ်လို့ဆိုပါတယ်။ ဒီအဲ့ဒီပိုင်းနဲ့ပတ်သက်တော့ဆိုရှင်တော့ဖက်ခဲရတော့အများကြီးပါပဲဟိုဘာမဲ့ဟိုရမဲ့ကိုကကိုရွေးချယ်ထားတဲ့ land ခုဆိုတော့ဘာပြောအဲ့တော့နိုင်ဆုံးတော့အဆင်ပြေအောင်တော့ဆုံးခန့်တိုင်အောင်လုပ်ရတာပဲလေသူ့အနေနဲ့ကြတော့လေဟိုဘာပြောစူးစမ်းရှာတယ်ကျွန်တော်တို့ကျွန်တော်နဲ့ national director ရဲ့နှစ်ယောက်ရဲ့ဆန္ဒကိုလေသူမဖြစ်ဖြစ်အောင်လုပ်ပေးရတဲ့ကြောင့်မလို့သူ့ကိုပို့လို့လည်းလေးစားတယ် potential ရှိရဲ့ mistake အောင်စိတ်နဲ့ကြံ့ခိုင်မှုရှိရဲ့ mistake အောင်ပြကျွန်တော်သူ့ကိုအသိမှတ်ပြုပါတယ်မြမဂုံကိုဆောင်းနေတဲ့ထထထွန်းကတော့ဝန်တာတယ်လို့ဆိုပါတယ် National Crimson Whistle နဲ့ပတ်သက်လို့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်းအခုလိုပြောပြခဲ့ပါဗျ။ကျွန်တော်ဝမ်းသာရပြောရဲဆိုတာကဒီနိုင်ငံအတွက်မြန်မာဆိုတဲ့ဟိုအရာတစ်ခုအတွက်ဟိုကဖာကနေသိအောင်မြန်မာဆိုတာကလည်းဆိုတော့သိအောင်ချပြနိုင်တဲ့အတွက်အထက်အရာကိုမသားမိပါရဲကိုတက်နိုင်တဲ့ဘက်ကပေါ့နော်နိုင်ငံတနိုင်ငံတော့ပေါ်ဆောင်မှုဆိုတာအထက်မှာဒီချက် ကြီးမားတဲ့ခွန်အားတွေအများကြီးလိုပါတယ်ဒါပေမဲ့ထက်ရှိသမျှခွန်အားနဲ့ထက်အကောင်းဆုံးကိုယ်နိုင်ငံကဘာလဲကိုယ်နိုင်ငံရဲ့ရင်ကျေးမှုကဘာလဲကိုယ်နိုင်ငံလူမျိုးရဲ့ပြုမှုတွေကဘာလဲဆိုတာကိုဒီပြိုင်ပွဲအတွင်းမှာထက်တကဘာလုံးကိုခြားပြခဲ့နိုင်တဲ့အတွက်ထက်ဂုဏ်ယူမိတဲ့စိတ်ကပိုများပါတယ်ရှင်ဒီပြိုင်ပွဲမှာထက်ထထွန်းဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဝတ်စုံပေါ်ပြိတက်အားပေးမှုကတခဲနဲ့ဖြစ်ပေမဲ့စုရမယ်မရဘူးဆိုတဲ့အပေါ်စိုးရိမ်စိတ်တွေဝင်နေတာကဒေါ်စိုးယူဝေပါ ဒီလိုစုဖူးနိုင်တဲ့အပေါ်မှာလည်းလာမယ့်နှစ်တွေအတွက်တာဝန်ပိုကြီးတယ်လို့အကောင်းဆုံးလှုပ်ဆောင်မယ်လို့ဆိုပါတယ်။သိရတာတော့ရရချင်းတော့တော့ယုံအောင်မယုံရန်စိတ်လှုပ်ရှားပြီးတော့ဟိုပျော်တယ်ပေါ့နော်။ဟောဟုတ်ကောဟုတ်ရဲ့လားလို့ဆိုပြီးတော့မှဟိုတကယ်ရောပြီးမှလားပေါ့နော်အဲ့လိုမျိုးတောင်ဖြစ်မိတယ်။ဒီခုလိုရလာတဲ့အတွက်ပို့ပြီးတော့လဲတာဝန်ကြီးလာတယ်နောက်နှစ်အတွက်လဲဟိုဒီထက်ဒီထက်ပို့ပြီးရလက်ကောင်းဖို့အတွက်တာဝန်ကြီးလာတယ်။အခုလင်းနေအတွက်မှာတော့အကောင်းဆုံးဟိုတော့တတ်နိုင်တယ်လို့စူးစမ်းပြီးတော့ ော်လောက်လောက်ခဲ့ရတယ်ဆိုတော့ဝမ်းသာပါတယ်ဟုတ်